အားလုံးပဲမင်္ဂလာပါဆင်မြင့်တဲ့အဖြော်မစားစီစဉ်ရနေပြီးပြန်လေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ထန်းနမိတ်မြို့နယ်ချွေကြပြိုင်အုပ်စုတလိပ်ကျွေးရမှာရှိနေတယ်ဒီတင်းမော့ချောင်ကိုပဲရောက်ရှိနေရမှာဖြစ်ပါတယ်ခင်ဗျအခုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျအခုရဲ့နာမည်လေးနဲ့မိတ်ဆက်ပေးပါဦးခင်ဗျကျွန်တော်ကတော့ကိုထွန်းထွန်းဖြစ်ပါတယ်ခင်ဗျအခုအခုဒီတင်းမော့ပင်လေးကိုစိုက်ပျိုးရအကြောင်းလေးကိုကျွန်တော်တစ်ချက်တော့ရှင်းပြပေးပါဦးဟုတ်ကဲ့ပါကျွန်တော်ဒီတင်းမော့ပင်ကတော့ပထမဆုံးတစ်လျှောက်ရှိမြို့ပေါ့ တခြားချင်းမျိုးကိုအစီရနေပြီးတော့မျိုးတို့ပြိုးတယ်ပေါ့မျိုးတို့ပြိုးကနေပြီးတော့တလာခွဲရောက်တဲ့အခါမှာကျွန်တော်တို့ကမျိုးတို့တွေကနေထုတ်ပြီးတော့အပင်မှာမြေချစိုက်ပြိုးပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်စိုက်ပြိုးတဲ့အခါမှာကျွန်တော်တို့တဘာဝမြေဝစာဖြစ်တဲ့နွားချီတို့မြေဆွေးတို့ဟိုကြက်ချီတို့ပေါ့လေအဲ့လိုဟာမျိုးတွေကျွန်တော်တို့ထည့်ပြီးတော့ကျွေးပါတယ်ခင်ဗျခုနှစ်လရှစ်လလောက်ဆိုရင်ကျွန်တော်တို့အသီးစသီးပါပြီဟုတ်ကဲ့ရှစ်လကိုလဆိုရင်တော့ကျွန်တော်တို့စတင်ပြီးတော့အသီးကိုခူးလို့ရပါပြီခင်ဗျအမဲ့ဆိုရင်တော့ကိုလဆယ်လမှဲ့တဲ့အထိတော့စောင့်ပြီးတော့ကျွန်တော်တို့ဈေးကွက်ကိုပို့ရပါတယ်ခင်ဗျနောက်ချတဲ့နေရာမှာကျွန်တော်တို့က ဟိုကုံတွေတွေနဲ့ဘယ်လိုခေါ်မလဲဆက်သွဲပြီးတော့သီရိမင်္ဂလာဈေးအာဒင်းငုံဈေးပေါ့အဲအဲ့လိုမျိုးရန်ကုန်နဲ့ဒီတိုင်းတွေမှာရှိတဲ့ဈေးတွေမှာကျွန်တော်တို့ရောင်းချပါတယ်ခင်ဗျာဒီနေ့မှာတော့စင်မီးရဲ့တဘာဝဆိုင်ရဲ့နဲ့တင်မိုဒီနဲ့ကိုဘယ်လိုဖြောဆက်ပြမလဲဆိုတဲ့ဟာကိုလိုက်ကြည့်ပေးပါဦးနော် 到来聊呀。